ဲဒီကနေ့လေးလာတုံးတက်ကြည့်ရမှာကတော့တော်တော်လေးကိုရှုပ်ထွေးပြီးလှူရှားနေတဲ့မိုးလေဝထအခြေအနေတွေအကြောင်းပါပဲတဖက်မှာဆိုရင်အိန်းနီချင်းထိုင်းနိုင်ငံတောင်ပိုင်းမှာနှစ်ပေါင်း300တွင်အစိုးဆုံးလို့ပြောနေရတဲ့ရေကြီးမှုကြီးဖြစ်နေတယ်တဖက်မှာလည်းကျွန်တော်တို့မြန်မာနိုင်ငံနားလေတင်မယ်ကပလီပင်လယ်ထဲမှာမုန်တိုင်းငယ်တစ်ခုဖြစ်နေပြန်ပြီဆိုတော့ဒီအခြေအနေတွေအားလုံးကမနေ့ပြန်2025ခုနှစ်နိုဝင်ဘာလ26ရက်နေ့အတွက်ဘာတွေဖြစ်လာနိုင်မလဲ။ အသေးစိတ်လေးကြည့်လိုက်ကြအောင်ပါဗျာဟုတ်ပါရဲ့ရှင်ကျမတို့စီမှာတရားဝင် မိုးလေးဝတ္ထအဌာနရဲ့ထုတ်ပြန်ချက်တွေရှိတယ်ဒေတာတွင်မိုးလေးဝတ္ထသုံးသပ်သူလေးအချက်လက်တွေလည်းပါတယ်နောက်ပြီးတော့ထိုင်းနဲ့ဖိလစ်ပိုင်မှာတကယ်လက်တွေ့ဖြစ်ပျက်နေတဲ့အခြေအနေတွေကြောင့်အစီရင်ခံစားရတွေရှိနေပါတယ်ဒီနေ့အတွက်ကျမတို့ရဲ့အဓိကရည်ရွယ်ချက်ကတော့လေဒီမိုးလေဝသစနစ်တွေတစ်ခုကြီးနေကိုတေချာနားလည်အောင်လုပ်မယ် သူတို့ရဲ့နောက်ွယ်ကဆက်ဆက်မှုကိုရှာကြည့်မယ်ပြီးတော့ဒါတွေအားလုံးကမြန်မာနိုင်ငံအတွက်အထူးသဖြင့် November 26ရက်နေ့အတွက်ဘလို့အတွေ့ပြတက်ရောက်တယ်လဲဆိုတာကိုရှင်းရှင်းလင်းလင်းထင်အောင်ပို့ပါပဲကားပါပြီဒါဆိုရင်တော့မြန်မာနိုင်ငံနဲ့အညီဆုံးဖြစ်နေတဲ့ကပ်ပလီပင်လယ်ပြင်ကမုံတိုင်းငယ်အကြောင်းနဲ့ပဲဆက်လိုက်ကြအောင်အားကောင်းတဲ့လေဖြစ်ကနေရဝုန်းနဲ့မုံတိုင်းငယ်အဖြစ်ကိုအားကောင်းလာပြီလို့ကြားပါတယ်သူအခုပဲနားမှာဘာလို့နေလဲဗျာဝလီဝတာထာနိုင်နုံတိုင်းနေတဲ့တဲ့အမတ်စင်ဝတောက်တင်းနေတဲ့ကိုငါအရာဆိုရင်ပါနော် ကပလီပင်လေပြင်တောင်ပိုင်းမှာရှိနေတဲ့အားကောင်းတဲ့လေဖြစ်အားနီယဝန်းကမင်းညကပဲမုံတိုင်းငယ် depression အဖြစ်ကိုအားကောင်းလာခဲ့တာပါသူရဲ့ဘဟုကမြန်မာနိုင်ငံကော့ထောင်မြို့ရဲ့အရှိတောင်ဘတ်ရေမိုင်းနီယ85မိုင်အကွာပင်လေပြင်မှာရှိနေတာပါအော်ကော့ထောင်နဲ့ဆိုရေမိုင်းနီယ85မိုင်ဟုတ်ပါတယ်ပို့ပြီးတော့နေရအတိအကျမှောက်ရလေအောင် ပြောရရင်မလေးရှားနိုင်ငံပင်နံကျွန်းရဲ့အနောက်မြောက်ဘတ် ရင်မိုင်90လောက်ပဲကွာတော့တယ်ရှင်ဘယ်နဲ့ရင်မိုင်90ဆိုတော့တော်တော်လေးနီးတာပေါ့သူ့ရဲ့အင်အားကိုတိုင်းတာတဲ့ဂိန်းကနဲနဲ့လည်းရှိမှာပေါ့နော်ဥပမာဘဟိုချက်လေဖျားတော့ပါတော့ပေါ့ကျွန်တော်1006 hectopascal လောက်တွေ့လိုက်တယ်အဲ့ဒါကဘလို့ပြင်းထန်တာလဲသာမန်ချင်းနဲ့ရင်ဘလို့ကွာခြားလဲဗျာကောင်းနေမိကုန်းပါရှင်ထာမန်ဖြင့်ဆိုရင်ပင်လယ်ပြင်ပေါ်ကလေထုဖျားက1010ဒါမှမဟုတ်1012 hepto pascal hpe လောက်ရှိတော့ပါတယ်တိရော1006ဆိုတာ ပောင်မင်းကျင်လေးထုံထက်ဖျားတကြိုးလေးနှိမ့်ကြနေတယ်ဆိုတဲ့သဘောပါ။အင်းရှင်းအောင်ပြောရင်သူကရာသီဥတုဖုံးစုံစားအသေးစားလေးတစ်ခုလိုပဲပေါ့။ဖျားနဲတဲ့အတွက်ပောင်မင်းကျင်ကလေးထုံတွေကိုသူ့စီကိုဆွဲဆုပ်ယူနေတာ။အဲ့ဒီလိုလေးတွေစူးစီးလာတာကနေမုံတိုင်ဖြစ်လာတာပါ။ဆိုတော့ဖျားကနန်းနီးလေးလေးမုံတိုင်ကအားကောင်းလေးလေးပါပဲ။အခုသူ့ရဲ့မင်းဆုံးလေးတိုင်တုံးကတနိုင်းနီမိုက်30ရှိနေပါတယ်။အော်ဒီလိုကို သူ့ရဲ့ခမလန်းချောင်းကတော့ဘယ်ဘက်ကိုဦးတည်နေလဲမြန်မာနိုင်ငံတွေ့စစ်ဘူးလားလက်ရှိခမိုင်းချက်တွေရတော့သူကအနောက်အနောက်အနောက်မြောက်ဘက်ကိုရွေ့လျားနေပြီးတော့မြန်မာနိုင်ငံကန်ယိုတန်းကိုတိုက်ရိုက်ဦးတည်မယ်အခြေအနေမရှိပါဘူးဒါကြောင့်လည်းမူလေးဝတ္ထဌာနကအဝိုင်းအောင်အဆင့်လိုပဲတမထားလာပါရှင်အော်အဝိုင်းအောင်အဆင့်ဒါပေတတိထားမှာကနောက်48နာရီအတွင်းမှာသူကအခုထပ်ပို့ပြီးအားကောင်းလာနိုင်သေးတယ်လို့ခန့်မှန်းထားကြပါတယ်မြန်မာပြည်ကိုတိုက်ရိုက်မလာဘူးဆိုပေမဲ့ ူ့ရဲ့တွေ့ဝိုက်တက်ရောက်မှုသူ့အရှင်ကတော့ရှိမှာပေါ့အထူးသဖြင့်တောင်ပိုင်းဒေသတွေအတွက်ဘလို့တတိပြည့်ချက်တွေထုတ်ပြန်ထားပါတယ်မှန်ပါတယ်ရှင်သူ့ရဲ့တွေ့ဝိုက်တက်ရောက်မှုကမသေးပါဘူးဒီမုံတိုင်းငယ်ရဲ့အရှင်ကြောင့်မုံတမကွေ့မုံတနင်းသားတွေကန်ရွန်းတက်ရှောင်းနေကန်လွန်ပြည်လက်ပြင်းနေမှာမိုးတက်လက်ပြင်းနေရန်ဖန်ရန်ခါကြာရောက်ပြီးလိုင်းကြီးနိုင်တယ်လို့တတိပြေထားပါတယ်လိုင်းကြီးနိုင်တယ်ဆိုတော့ဟုတ်ကဲ့စစ်ဝင်စားစရာကောင်းတာကမိုးတက်လက်ပြင်းကြတဲ့အခါရေးပြင်းမီပင်လေကတနာရီ၃မှန်ဝါမှအထီးတိုက်ခတ်နိုင်ပြီးတော့ ပင်လယ်လိုင်းအမြင့်က6ပေကနေ17ပေထိရှိလာနိုင်တယ်လို့ဟာ17ပေဟုတ်ပါတယ်17ပေဆိုတော့ထပ်တိုက်သိနေလေးတလုံးစာလောက်မြင်တာနော်အာတော်တော်မြင်တာပဲဟုတ်ပါတယ်ဒါကြောင့်ပြီးတွင်လေးချောင်းခီးစဉ်တွေကန်နီတန်ဝေငါဖန်းလေတွေနဲ့တခြားရေးရင်လေးအနေနဲ့အထူးသတိပြုဖို့နှိုးဆော်ထားတာဖြစ်ပါတယ်ရှင် ကပလီပင်လယ်ထဲကဒီမုန်တိုင်းကေကိုစိတ်ပူနေရတဲ့အချိန်မှာသူ့အဖော်လေးရှိနေသေးတယ်လို့ဆိုရမလို့ပဲပင်ကလာပင်လယ်အော်ဘက်မှာတော့ ောင်ကျိုးပင်လယ်ဘက်မှာတော့အခြေအနေတွေကရှုပ်ထွေးနေတယ်လို့ကြားပါတယ်။ဘာတွေဆက်ထွေးနေတာလဲဗျာ။ဟုတ်ပါတယ်။အခုအချိန်မှာကျမတို့ data တွေမှာ Mole Weather System 3ခုကိုတပြိုင်တည်းထိစောင့်ကြည့်နေရတဲ့အခြေအနေမျိုးပါ။ဒီလို System 3ခုတပြိုင်တည်းထိအားကောင်းနေတာကဒီအချိန်အတွက်တော့နည်းနည်းထူးခြားတယ်။ဒါကပင်လေမင်းနဲ့ပင်အပူချိန်ပုံမှန်ထက်မြင့်နေတာဒါမှမဟုတ်လာနီညာလိုယာဒီဥလို system တစ်ခုခုရဲ့တက်ရောက်မှုဖြစ်နိုင်တယ်ဆိုတော့မေခွန်းထုတ်ဆရာဖြစ်လာစေပါရဲ့ရှင်။အော်ဒါဆိုပထမတစ်ခုက အခုပြောပြီးတဲ့ကပလီပင်လယ်ကမုန်တိုင်းကောသူ့ကိုနိုင်ငံတကာမှာ invest ရနိုင်တူပြီလို့ခေါ်နေကြတယ်ဆိုခဏလေး invest ရနိုင်တူပြီဆိုတာဘာကိုပြောတာလဲ invest ဆိုတာနာမည်လားကုနံပါတ်တခုလားဒါကမိုးလေဝရအသုံးနှုန်းတခုပါရှင်မုန်တိုင်းအထိအားမကောင်းသေးပေမဲ့အလားအလားရှိလို့အနီးကစွန်းစမ်းစစ်ဆေးနေတဲ့စနစ်ကိုပေးတဲ့အသုံးနှုန်းပါပဲ I invest ဆိုတာ investigation ရဲ့အတောကောက်ပါ 92B ဆိုတာကတော့သူ့ရဲ့တည်နေရာနဲ့မှတ်စင်ကိုခွဲခြားထားတာပေါ့နော် ဒီတော့သူကစောင့်ကြည့်အဆင့်မှရှိနေတယ်လို့ပြောလို့ရပါတယ်။ရှင်းသွားပြီ။ဒါဆိုဒုတိယစနစ်ကတော့ဘယ်မှာလဲ။ဒုတိယစနစ်ကဘင်္ဂလားပင်လယ်ဟောအနောက်တောင်ပိုင်းတိရီလင်္ကာနိုင်ငံနားမှာရှိနေတဲ့နောက်ထပ်လေဖိအားနဲ့ရုပ်ကုန်တစ်ခုပါ။သူ့ကိုတော့ JTWC လို့ခေါ်တဲ့ပူတွဲတိုင်ဖွန်းမုန်တိုင်းသတိပေးစင်တာက invest 96 billion မိပေးထားပြီးတော့တော့48နိုင်ရဲ့အတွင်းမှာမုန်တိုင်းငယ်ဖြစ်လာနိုင်ရှိရှိတယ်လို့ခန့်မှန်းထားတာပါပဲ။ ဒီနေရာမှာတကော်လေးစိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုက ECMWF လို့ခေါ်တဲ့ဥရောပမိုးလေဝသခန့်မှန်းရေးမော်ဒယ်ကလည်းနိုဝင်ဘာ29ရက်နေ့မှာအခုပြောခဲ့တဲ့၈နှစ်နှခုလုံးဆိုက်ကလုန်းမုန်တိုင်းဖြစ်နိုင်ရှိတိလာရခိုင်ရှိနေတယ်လို့ခန့်မှန်းထားတာပါပဲ။ဟာယာဒီဒုခန့်မှန်းတာမှာ100%ဆိုတာကြားခဲ့တယ်ဗျ။အဲ့ဒီ ECMBWF ဆိုတဲ့မော်ဒယ်ကဘာကြောင့်ဒီလောက်တောင် တိတ်ချနေရတာလဲ။တခြားမော်ဒယ်တွေကတော့ သူ့ကိုထောက်ခံရလားအရိယာချက်ကအရေးကြီးပါတယ်ရှင်လက်ရှိမှာ GFS Icon Anemias AOG လို့တခြားမုန်တိုင်းလမ်းကြောင်းခန့်မှန်းတဲ့ model တွေကြားမှာတော့တီကျတဲ့သဘောတည်းနည်းချက်မရသေးပါဘူးတချို့ကအိန္ဒိယဘက်ကိုဥတီမယ်ပြောတယ်တချို့ကမြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်ကိုဥတီနိုင်တယ်ပြောတယ်ဒါကြောင့် ECNBWF က100%ပြောပေးမယ်။ဘယ်လမ်းကြောင်း အတိအကျသွားမယ်။ မြန်မာနိုင်ငံကိုတက်ရောက်မှုရှိမရှိဆိုတာကိုတော့အတိပြုလို့မရသေးပဲဆက်လက်စောင့်ကြည့်ရမယ့်အခြေအနေမှာပဲရှိပါသေးတယ်။နှခုတောင်ရှိနေပြီ။ဒါတော့မကုန်သေးဘူးဆိုတော့တတိယတစ်ခုကဘယ်မှာလဲ။သူဇလန်းကတော့ဘာလဲဗျ။တတိယစနစ်ကတော့တောင်ရုပ်ပင်လယ်မှာပါရှင်။ဖိလစ်ပိုင်နိုင်ငံက VBI နဲ့လို့အမိပေးထားတဲ့အပူပိုင်းမုန်တိုင်း 33W ဖြစ်ပါတယ်။သူကအနောက်အနောက်မြောက်ဘက်ကိုရွေးလာနေပြီးနိုဝင်ဘာ26ရက်နေ့မှာ ယူတစ်ဆိုတဲ့တိုင်ဖူးမုန်တိုင်းအဖြစ်အားကောင်းလာနိုင်တယ်လို့ခန့်မှန်းထားပါတယ်အခုခုတော့ထူးခြားနေလို့ပဲဝူတစ်ဆိုတဲ့နာမည်ကိုဒီနှစ်ထဲမှာပဲကြားဖို့တလို့ပဲမှန်ပါတယ်ရှေ့အဲ့လာကဒီစနစ်ရဲ့ထူးခြားချက်တဲ့ဝူတစ်ဆိုတဲ့နာမည်ကို2025ခုနှစ်ဇွန်လကတက်ခတ်ခဲ့တဲ့တိုင်ဖူးမုန်တိုင်းမှာတခါသုံးခဲ့ပြီးသားဖြစ်နေတာပါအများအဖြစ်တော့မွန်တိုင်းနာမည်ကိုတရားသီးမှာတစ်ခါပဲသုံးလို့ရှိတာပေါ့နော်ဒီတော့အနာမည်တူကိုတစ်နှစ်တည်းနှစ်ခါပြန်သုံးပါလား ဓမ္မမုံနာမယ်အစ်စ်ပေးမလားဆိုတာကတော့စွန့်ကြည့်ရမယ်အချက်တစ်ခုဖြစ်နေပါတယ်ရှင်။ဒီလိုမူလမသစနစ်တွေကစာရေးပေါ်ကချဲလက်တက်တက်မဟုတ်ပဲလူတွေပေါ်ဘလောက်ထိခိုက်နေလဲဆိုတာကိုလက်တွေ့ပြနေတဲ့သတင်းတော့အိန္ဒိချင်းထိုင်းနိုင်ငံကပဲ။နေပေါင်းတွင်းအတွင်းအစိုးရဆုံးရေဘေးလို့တောင်တုံးတုံးထားတာတွေ့ရတော့တော်တော်လေးတို့ပြင်းထန်တဲ့အခြေအနေပဲဗျာ။နိုဝင်ဘာ16ရက်ကလေးကလေပြားနှစ်ရက်ဝန်းကျင်မိုးအဆက်မပြတ်ရွာသွင်းခဲ့တာပါ။အထူးသဖြင့်နိုဝင်ဘာ22ရက်နောက်ပိုင်းမှာ 24နာရီအတွင်းမိုးရေချင်း300ကနေ900မီလီမီတာထိဆန့်ကျင်တင်ရွာသွင်းခဲ့ပါတယ်။ဒီပမာဏဟာအလွန်အမြင့်များပြားတဲ့အတွက်စေရီမြောင်းတွေကရေမထိန်နိုင်တော့ပဲဆောင်းခလာခရိုင်တို့လုံးကိုတဘာဝပြီးအန်ဒီရဲ့ဇုံထစ်တက်မှတ်ခဲ့ရတဲ့အထိပါပဲ။ထိုင်းစီမြောင်းဌာနကဒါဟာနှစ်ပေါင်း300အတွင်းအဆိုးဆုံးအဆင့်လို့တော့ထုတ်ပြန်ခဲ့ပါတယ်ရှင်။လူတွေပေါ်တက်ရောက်မှုကတော့ဘလောက်ထိကြီးမှပါလဲ။ဒီကိန်းကရန်တွေကတော်တော်ကြီးနေရောမန့်ကြီးရခတ်တယ်ဗျာ။ ထိခိုက်မှုကတော်တော်ကြီးကျပြန်ပါတယ်ရှင်တောင်ပိုင်းခရိုင်စဖုံကလူဦးရေတသစ်ကိုတန်းကနေနှသန်းနီးပါ ရေဘေးတင်နေပြီးအိမ်အောင်စုပေါင်းခုနှစ်သိန်းကျော်ထိခိုက်ခဲ့တယ်လို့စာရင်းတွေကဖော်ပြပါတယ်နှသန်းနီးပါဟုတ်ကဲ့ဒီကိန်းကနန်းတွေကတကယ်ကြီးပါတယ်လူဦးရေနှသန်းနီးပါဆိုတော့ရန်ကုန်လူဦးရေရဲ့သုံးပုံတစ်ပုံလောက်ကရေဘေးတင်နေလို့ပဲအခြေအနေကကြေကိုစိုးဝါပါတယ်အစိုးရကလည်းစစ်တပ်နဲ့ကစဲရေးအခွဲတွေတုံးပြီးအရေးပေါ်ရွှေ့ပြောင်းမှုတွေအကြီးကျယ်လှုပ်ဆောင်နေရပါတယ် အခုလက်ရှိမှာတော့ရေတွေကိုဆောင်ခွင်လာရေကန်ကြီးတွေကိုတစ်ဆက်ကန်ကိုကုဘာမီတာ1000နဲ့အနုံးနဲ့ဈေးဝင်စေပြီး3ရက်ကနေ9ရက်အတွင်းမြို့ပြ area တွေမှာရေပြန်ကြအောင်စူးစမ်းနေတယ်လို့သိရပါဗျ။ထိုင်းနိုင်ငံတင်ဘကပဲတောင်ကျုပ်ပင်လယ်ကမုန်တိုင်းကလည်းဖိလစ်ပိန်မှာတရောက်မှုတွေရှိနေတယ်လို့သိရတယ်။သူကတော့ဘလို့ပုံစံမျိုးနဲ့ထိခိုက်စေတာလဲဗျ။ဖိလစ်ပိန်မှာဖြစ်နေတဲ့အပူပိုင်းမုန်တိုင်းဗိုဘီနာရဲ့တရောက်မှုကလည်းစိတ်ဝင်စားစရာပါရှင်။ Westpac WX ရဲ့သတင်းသုံးသပ်ချက်အရဒီမုန်တိုင်းမှာအဓိကအန္တရာယ်ကလေထက်မိုးရေချိန်က ပိုကြီးတဲ့ပြဿနာဖြစ်နေပါတယ်။စီဘူးတောင်ပိုင်းဒေတာမှာပြင်းထန်တဲ့ရေကြီးမှုရေဖြစ်ပေါ်နေပြီးပါလဝါနဲ့မင်းတို့လူကျွန်းဒီမှာနောက်ထပ်မိုးရေချိန်အရာကနေ900မီလီမီတာအထိရွာနိုင်ပြီလို့ခန့်မှန်းထားပါတယ်။လေထက်မိုးကပိုပြဿနာကြီးတယ်ဆိုတာကိုနည်းနည်းရှင်းပြပေးလို့ရမလားဗျာ။မုန်တိုင်းဆိုရင်လေပြင်းတိုက်တာကိုပဲအရင်မြင်အောင်မိတာလေ။ ီမုန်တိုင်းကရှဲလိုင်းလို့ခေါ်တဲ့အရှိမြောက်မုတ်တုံလေးနဲ့ထိတွေ့မှုဖြစ်နေတာကြောင့်ပါရှင်။ရှဲလိုင်းဆိုတာကိုအလွေပြောရရင်မတူညီတဲ့လေစည်းကြောင်းတစ်ခုစုံတဲ့နေရာမှာရင်ကြော်ပိတ်ဆို့မှုလို့ပါပဲ။တစ်ဖက်ကပူနွေးဆူဆွတ်တဲ့လေတစ်ဖက်က AB ချုပ်သွေးတဲ့လေဒီနှစ်ခုစုံတဲ့အခါရှေ့ဆက်သွားလို့မရတော့အပေါ်ကိုထိုးတက်သွားတဲ့အဲ့ဒီခါမှာမိုးရင်းတော့အကြီးအကြီးဖြစ်လာပြီးမုန်တိုင်းပဟုနဲ့အဝေးကြီးမှတောင်မိုးသက်ထန်စွာရွာစေရောတာပါပဲ။ ဒါကြောင့်လူဆောင်ကျွန်းရဲ့အရှိမြောက်ပိုင်းလိုမုန်တိုင်းလမ်းကြောင်းနဲ့တိုက်ရိုက်မသက်ဆိုင်တဲ့နေရာတွေမှာတော့မိုးဆက်ပြီးရွာသွန်းနေဦးမှာဖြစ်ပါတယ်ရှင်။ကောင်းဒီအချက်လက်ဒီအားလုံးကိုခြုံငုံကြည့်ပြီးတော့အဓိကအကြောင်းအရာဖြစ်တဲ့နိုဝင်ဘာလ26ရက်နေ့တည်းကမြန်မာနိုင်ငံရဲ့အခြေအနေကိုသုံးသပ်ကြည့်ကြအောင်။ဒီဒေတာ drink ကလှုပ်ရှားမှုတွေအားလုံးကမြန်မာနိုင်ငံတက်ပါကိုဆိုလိုတာလေဗျာ။နိုဝင်ဘာ26ရက်နေ့အတွဲမိုးလေဝသခန့်မှန်းချက်ကို အပိုင်းလိုက်ပြောရရင်တော့မိုးရွာနိုင်တဲ့နေရာတွေက တနင်္သာရီတိုင်းကချင်းပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ နေရာကွက်ကျမှုထစ်ချုံရွာနိုင်ပြီးရွာရံရုံ60ရှိပါတယ်ရှင့်ဒါကကပလီပလက်တဲကမုန်တိုင်းနယ်ရဲ့တွယ်ဝိုက်တက်ရောက်မှုကြောင့်အဓိကဖြစ်ပါတယ်ဒါဆိုတခြားဒေသတွေကတော့တာယာမလားဟုတ်ပါတယ်ရှင့်မန္တလေးမကွေစကိုင်းတိုင်းအောက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာတော့အများအပြားတာယာမယ်လို့ခန့်မှန်းထားပါတယ် ဂျန်နစ်တိုင်းနဲ့ပြည်နယ်တွေမှာတော့တင်အတင်းအင့်ထစ်ထုံးပါမယ်။အင်းဒါပေမဲ့အထူးတရိပ်ပေးချက်အနေနဲ့တနင်္သာရီတိုင်းမှာမိုးရိမ်တောင်းတွေအကောင်းနေတာကိုတွေ့ရပါတယ်။ဒါကြောင့်မိုးရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာ မိုးကြိုးပစ်တာလက်စည်းလက်တာနဲ့မိုးတင်းကျွေတာတွေဖြစ်နိုင်လို့ကြိုတင်တရိပ်ပြုဖို့လိုအပ်ပါတယ်ရှင်။ပင်လေပြင်းအခြေအနေကတော့ဘယ်လိုရှိနိုင်ပါသလဲ။ ကယူတန်ဒေတာတွေအတွက်အရေးကြီးမှာပေါ့အစောပိုင်းမှာပြောခဲ့သလိုပါပဲရှင်မူတမကွေမွန်တနင်္သာရီကန်ယူတန်နဲ့ကန်လွန်ပင်လယ်ပြင်မှာလိုင်းကြီးပြီးလိုင်းအမြင့်၉ဘီကနီ၁၁ဘီအထိရှိနိုင်မှာပဲကျန်တဲ့မြမပင်လယ်ပြင်ဖြစ်တဲ့မြေခွားကျွမ်းပေါ်နဲ့ရခိုင်ကန်ယူတန်တလောင်မှာတော့လိုင်းအမြင့်၆ဘီကနီ၁၀ဘီခန့်နဲ့လိုင်းအတင်းအထင်ရှိပါမယ်ဒါကြောင့်ပင်လယ်ထွက်မဲ့သူတွေအတွက်တော့နိုမန်မာ၂၆ရက်နေ့ဟာပတိအယံထားရမယ့်နေ့တစ်နေ့ဖြစ်ပါတယ်ရှင် ဒီလိုမုံတိုင်းတွေမိုးဒီအကြောင်းပြောနေပြီမြန်မာနိုင်ငံရဲ့နေရာတိုင်းတော့ဒီလိုမဟုတ်ဘူးထင်တယ်။ဥမာကုန်းတွင်းပိုင်းဒေသတွေတည်းရောဒီရာသီဥတုကဘလို့အတွေပဲတက်ရောက်လဲ။ဖေခူးတိုင်းလိုနေရာမျိုးမှာတောင်တူတွေကဘာကိုမျောလင်းထားသင့်လဲဗျ။ဟုတ်ပါတယ်။ဒါကစန့်ကျင်ဘက်အချမ်းကိုကြည့်လိုက်တယ်လို့ပါပဲ။ဖေခူးတိုင်းအတွက်ကတော့အလုံးတို့တရင်ကောင်းလို့ပြောရမှာပါ။နိုဝင်ဘာ25ကနေဒီဇင်ဘာ1ရက်နေ့အချီတပတ်တာကာလအတွင်းမှာမိုးရွာဖို့အခြေအနေလုံးဝမရှိပါဘူး။အော်။မိုးမရွာဘူးဗျ။ ုတ်ကဲ့အပူချိန်အနေနဲ့တောင်ကိုမှာအမြင့်ဆုံး30ဒီဂရီစင်တီဂရိတ်နဲ့အနည်းဆုံး73ဒီဂရီစင်တီဂရိတ်ရှိနိုင်ပြီးဖီမြွတ်မှာတော့အမြင့်ဆုံး29ဒီဂရီစင်တီဂရိတ်နဲ့အနည်းဆုံး15ဒီဂရီစင်တီဂရိတ်ရှိနိုင်မှာပါရာသီဥတုကတည်ငြိမ်နေမှာပါရာသီဥတုသားရပေမဲ့တောင်တူတဲ့အတွက်တော့တတိထားရမယ့်အချက်တွေရှိနိုင်သေးတာပဲဘလို့အချက်ပြုတ်ချက်တွေပေးထားပါတလဲသဲဆိုင်တောင်တူတဲ့အနေနဲ့တန်ချင်းရောင်းကကိုအထူးတတိပြုတ်ဖို့လိုတယ်လို့ဆိုပါရယ် နေခင်းမအပူချိန်27ကနေ26ဒီဂရီစင်တီဂရိတ်ကြားရှိပြီးညပိုင်းမှာနင်းထုထက်စွာကြတဲ့ရာသီဥတုကဒီယောဂါစတဲ့မို့အကောင်းဆုံးအခြေအနေဖြစ်နေလာကြောင်းမန်ခိုဇေးဘျူတက်ဆေးကိုကြိုတင်ဖြန်းထားတဲ့လို့အကြံပြုထားပါတယ်။ယောဂါကြပြီးမှဆိုရင်တော့ကုတရပိုခက်ခဲနိုင်လို့ပါရှင်။မွေးမြူရေးပက်မှာရောပါးတွေတတိထားတဲ့လို့ဖော်ပြထားတယ်လေဗျ။မွေးမြူရေးပက်မှာတော့ဆောင်းအဝင်ကာလဖြစ်တဲ့အတက်ငါးမွေကဏီမှာ ES လို့ခေါ်တဲ့အနာပစုယောဂဖြူပွားတတ်တာကိုတတိပြုဖို့နှိုးဆော်ထားပါရဲ့။ဒီယောဂကမူနဲ့ဘက်တီးရီးယားမျိုးပေါင်းပြီးကူးစက်ကြဖြစ်ပြီးတော့ငါးရီရဲ့ကိုယ်ပေါ်မှာအနီစက်တီဖြစ်အနာတွေဖြူပြီးနှုံဆုံးမှအဆုလိုက်အဖြုံလိုက်ဒေဆုံးနိုင်တဲ့အခြေပြင်းထန်ပါရဲ့ရှင်။ဒါကြောင့်ငါးကန်တွေကိုတေချာဂရုစိုက်ဖို့ရေရေတွဲကိုထိမ့်ထိမ့်ဖို့လိုအပ်တဲ့အချိန်ဖြစ်ပါရဲ့။ဒီနေ့ဆွေးနွေးခဲ့တာဒီကိုပြန်ခြုံငွန့်ကြည့်လိုက်ရင်ဒေတာတစ်ခုလုံးမှာမိုးလေဝသစနစ်တွေက အလွန်မေ့လှူရှားပြောင်းလဲနေတာကိုတွေ့ရပါတယ်။ကပလီပင်လယ်မှာမုန်တိုင်းငယ်ဘင်္ဂလားပင်လယ်အော်မှာနောက်ထပ်တလုံးဖြစ်လာနိုင်တဲ့အလားအလားတောင်တုပင်လယ်မှာတိုင်ဖွန်းမုန်တိုင်းပြီးတော့ထိုင်းနိုင်ငံကဆိုးရွားတဲ့ရေပီးဒီအခြေအနေတွေကြောင့်မှမြန်မာနိုင်ငံအတွက်တော့ကံကောင်းတယ်ပြောရမလားတိုက်ရိုက်ထိခိုက်မှုမရှိသေးပဲကိုင်းဟိုတန်းဒေသတွေကိုပဲအတိအကျတက်ရောက်မှုရှိနေတယ်။ဒါပေမဲ့အခြေအနေကိုတော့မျက်ခြေမပြတ်ဆောင်ကြည့်ဖို့လိုအပ်နေပုံပါပဲ။ အဓိကမှတ်သားထားမှာကတော့လက်ရှိမုန်တိုင်းငယ်ဟာမြန်မာနိုင်ငံကိုတက်ရိုက်ဥတီမနေပြီမဲ့သူ့ရဲ့သွယ်ဝိုက်တက်ရောက်မှုကကန်ယိုတန်ဒေသလေးအတွက်လှိုင်းကြီးချင်းမိုးသက်လီပြင်းကျချင်းလို့တတိပေးချထေဖြစ်လာစေတယ်ဆိုလာပါပဲရှင်နောက်ပြီးတော့မိုးလေဝသခမန်းတဲ့မော်ဒယ်တွေချမှလည်းလမ်းကြောင်းနဲ့ပတ်သက်ပြီးတိကျလက်သဘောတူညီချက်မရသေးလားကြောင်းအလုံးအနေနဲ့တရားဝင်ထုတ်ပြန်ချက်တွေကိုအငဲမပြတ်နားဆွေးနေဖို့အလွန်ရေးကြည့်ပါရယ်အချိန်တွေကအချိန်နဲ့မျှပြောင်းလဲနိုင်လို့ပါဟုတ်ကဲ့ဒါကိုတတိပြုမိတယ် ဒီလိုမုန်တိုင်းတွေဆက်တိုက်ဖြစ်နေချိန်မှာလူတွေကနားပါဖြစ်မလဲဆိုပြီးစိုးရင်စိတ်နဲ့အနာဂတ်ခံမှန်းချက်တွေကိုအလွယ်တကူယုံကြည်တတ်ကြတယ်။ဒါဒီမဲ့ရေးချေခံမှန်းချက်တွေကမတိကျနိုင်ပဲလူမှုကွန်ရက်ပေါ်ကတရင်တုတရင်မာတွေကြောင့်မလိုဟတ်ဖဲထိတ်လန့်မှုတွေဖြစ်စေနိုင်တယ်။ဒါကြောင့်ကျွန်တော်တို့အားလုံးအတွက်မိကွန်ကတော့ဒီလိုရှုပ်ထွေးတဲ့မိုးလေဝသအခြေအနေတွေမှာကြိုတင်ပြင်ဆင်ဖို့လိုအပ်ချက်နဲ့မမှန်ကန်တဲ့တရင်တွေကြောင့်ထိတ်လန့်မှုမဖြစ်အောင်ဘယ်လိုဟန့်ချက်ညီညီနေထိုင်မလဲ။ မိုးလေဝသတရင်တွေကိုဘလိုဝေဖန်ပိုင်းခြားပြီးလက်ခံတင်တယ်လဲဆိုတာပါပဲဒီနေ့မှာတော့2022ခုနှစ်နိုဝင်ဘာလနောက်ပိုင်းမှာအရှိတောင်အားရှရဲတာကိုတပြိုင်နက်ထက်တက်ရောက်နေဟဲအင်မတန်ရှုပ်ထွေးတဲ့မိုးလေဝသစနစ်တွေအကြောင်းကိုကျမတို့မြင်ချင်းဖားလဲဆွေးနွေးကြကြမှာဖြစ်ပါတယ်ဟုတ်ပါတယ်ကလက်ရှိမှာဆိုရင်ကပလီပင်လေပင်လက်ကမုံနိုင်ငယ်တစ်ခုဘင်္ဂလားပင်လယ်အော်မှာအသစ်ဖြစ်ပေါ်လာနေတဲ့လီဖျားနဲ့ရပ်ဝုံတို့ခုပြီးတော့တောင်းလို့ပင်လယ်မှာအာယူနေတဲ့အပူပိုင်းမုန်တိုင်းတို့ခု အဲစနစ်သုံးခုလောက်ရှိနေတာပေါ့ဒီအချက်လက်တွေကိုခြေခံပြီးကျွန်တော်တို့သုံးသပ်ကြမှာပါဒီနေ့ရဲ့အဓိကမိကွန်းကတော့ဒီလိုတစ်ခုပြီးတစ်ခုဖြစ်ပေါ်နေတဲ့မိုးလေဝသအခြေအနေတွေဟာခြေပြန့်တဲ့ဒေတာရဲ့အေးအေးခြေရင်းအခြေအနေတစ်ခုရဲ့ရှိပြေးလက္ခဏာလားဒါမှမဟုတ်အမ်လက်ရှိတည်ရောက်မှုတွေကနေရာလိုက်ကွက်ဖြစ်နေပြီးရေရှည်ခမချက်တွေရဲ့အတီးပြူဖူဆောလွတ်နေတဲ့အခြေအနေတစ်ခုပဲလားဆိုတာပါပဲကျမဘက်ကတော့ ဒီအခြေအနေကိုခြေပြန့်ပြီးဆိုးရွားလာနိုင်တဲ့ဒေတာတွေမိုးလေဝသဘေးရန်တွေတခုရဲ့အစားလို့ရှိမြင်ပါတယ်ရှင်ကျွန်တော်အမြင်ကတော့နည်းနည်းလေးလေးကွဲပြားပါတယ်ဗျလက်ရှိချက်လက်တွေအားချိတ်ချောက်မှုဟာနေရာကွက်ပြီးသားရှိနေသေးတယ်ဆိုတော့အနာဂတ်အတွက်ခမန့်ချက်တွေကအလွန်မသေးချာသေးတဲ့ဒေတာတခုလုံးအတွက်ဘေးရန်တွေလိုကောက်ချက်ဆွဲဖို့စောလုံးနေသေးတယ်လို့တုံးသက်ပါတယ်ချက်ကိုရင်းစောအသေးစိတ်ရှင်ဖန်းပါစီရှင်အခုအခြေအနေကိုပုံကြီးချက်ကြည့်လိုက်ရင်အရှိတောင်အားရှမှာမိုးလေဝသစနစ် သုံးခုတပြိုင်တည်းအားကောင်းနေတာကိုတွေ့ရပါမယ်။ပထမတစ်ခုကကပ်ပလီပလက်တွေကမုန်တိုင်းငယ် depression ပေါ့နော်။ဒုတိယတစ်ခုကဘင်္ဂလားပလက်အော်မှာရှိတဲ့ invest 96p လို့အမည်ပေးထားတဲ့ lifia နဲ့ရဲ့ womb ဟော investor ကတော့မုန်တိုင်းဖြစ်လာနိုင်ခြေရှိလို့အနည်းငယ်စောင့်ကြည့်လေလာဖို့တတ်မှတ်ထားတဲ့စနစ်ကိုခေါ်ရလေ။ပြီးတော့တတိယတစ်ခုကတော့တောင်ရီယုပလက်မှာရှိတဲ့အပူပိုင်းမုန်တိုင်းဝါပီနာပါ။သူကနောက်ပိုင်းမှာတိုက်ဖူးမုန်တိုင်းဝူတီအဖြစ်အားကောင်းလာနိုင်တယ်လို့ခန့်မှန်းထားကြပါဗျ။ ဆိုတော့ဒီစနစ်တွေရဲ့လစ်တွေကြိုးတက်ရမှုကိုကျွန်မတို့အင်ဂျင်နိုင်ငံတွေမှာရှင်းရှင်းလင်းလင်းမြင်နေရပြီးထိုင်းနိုင်ငံတောင်ပိုင်းဆောင်လာခွိုင်းမှာဆိုရင်နှစ်ပေါင်း300အတွက်အဆိုးရွားဆုံးရေကြီးမှုဖြစ်ပြီးလူရဲ့နတ်တန်းနီပါရေဖေးတင်နေပါတယ်ဖိလစ်ပိုင်မှာလည်းပါပီနာမုန်တိုင်းကြောင့်ဆိုးရွားတဲ့ရေကြီးရေလျင်မှုတွေဖြစ်ပွားနေတာပေါ့မြန်မာနိုင်ငံအတွက်လည်းစစ်ချရတဲ့ချိန်တွေတော့မဟုတ်ပါဘူးရှင်။ကပ်ပလီပင်လယ်ကမွန်တိုင်းညင်ဟာမြန်မာနိုင်ငံဘက်ကတိုက်ရိုက်ဥတီမနေဘူးဆိုပေမဲ့သူ့ရဲ့သွယ်ဝိုက်တဲ့အကျိုးသက်ရောက်မှုကြောင့် ုံတမားခွင်းနဲ့မုံတနင်တိုင်ခယုံတန်းတရောင်မှာလိုင်းအမြင့်ကိုးပင်နဲ့ဆက်ပြီးအခြေရှိနိုင်တယ်။ပြီးတော့မိုးတက်လီပင်ကြိုင်လေးတိုင်နုံတနင်30မိုင်အထိရှိနိုင်တယ်လို့မိုးလို့သားဌာနကတရားဝင်သတိပေးချက်ထုတ်ပြန်ထားတာပါ။အရေးကြီးဆုံးအချက်ကတော့ ECMWF လို့ခေါ်တဲ့ဥရောပရဲ့ကမ္ဘာထိပ်တန်းခံဖန်ချက်မော်တွေကနိုဝါမနိစစ်ချက်ရနေ့မှာကပလီပင်လယ်နဲ့ပင်ကလားပင်လယ်ရောကမိုးလေဝသစနစ်နှုတ်ခုနှုန်းဆက်ကလုံးမုန်တိုက်အဆင့်ကိုရောက်ဖို့ဖြစ်နိုင်ခြင်းတရားရာဂိုင်းနှုန်းရှိတယ်ကိုခန့်မှန်းထားတာပါအဲ့ဒါတော်တော်လေးပြင်းထန်တဲ့ဇီဖေးချက်တစ်ခုဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ အခုလို့တင်ပြလိုက်သူစဉ်းစားစရာတခုဖြစ်သွားပြီဗျ။ဒါပေမဲ့ကျွန်တော်တော့ဒီချင်းတွေကိုပို့ပြီးတတိကြီးကြီးနဲ့ချင်းခတ်ချင်တယ်။ဒေတာတခုလုံးကလဘေးရန်တွေရဲ့လို့တတ်မှတ်ဖို့စောလုံးနေတဲ့လို့မြင်တဲ့အချက်တွေကိုတင်ပြပါစေ။ပထမဆုံးချက်ကမြန်မာနိုင်ငံရဲ့တရားဝင် မုံတိုင်းငယ်တရင်ထုတ်ပြန်ခြင်းမှာမြန်မာနိုင်ငံဘက်သို့ဥတီရွေးလျားမိအခြေအနေမရှိပါဖြင့်အဝါယုံဆင့်ဟုတတ်မှတ်ပါသေးလို့ရှင်းရှင်းလင်းလင်းဖော်ပြထားတယ်လေ။အဝါယုံဆင့်ဆိုတာကတိုက်ရိုက်မထိခိုက်နိုင်မယ်တတိတော့ထားပါဆိုတဲ့တဘော ဆိုတော့တိုက်ရိုက်ချင်းချောင်းမှုအကြီးအကျယ်မရှိဘူးဆိုတာကိုပြနေတာပေါ့ဒုတိယချက်ကထုတ်ပြန်ချက်တွေကြားမှာကိုပဲတိတာတဲ့ကွဲလွဲမှုတွေရှိနေတာပါဥပမာနိုင်ငံတော်အဆင့်တရင်မှာမုတ်တမကွေးမှာလိုင်းအမြင့်၉ဘေးကနေ၁၁ဘေးထိရှိနိုင်တယ်လို့တတိပေးထားချိန်မှာဘဲခူတိုက်ရိုက်တဲ့ဒေတာလိုက်ထုတ်ပြန်ချက်မှာတော့မုတ်တမပင်လေကွေးအတွင်းလိုင်းအမြင့်ဆုံး1.5ဘေးခန့်ပဲရှိနိုင်မယ်လို့ဖော်ပြထားတယ်၉ဘေးနဲ့1.5ဘေးဆိုတာအောင်ချန့်ကွာခြားပါတယ်ဗျာ ီလိုကွာဟချက်ကအခြေအနေရဲ့မတိချမရမှုကိုမိမောင်းထိုးပြနေတယ်လို့ပါပဲတတိယအချက်ကတော့ခမန်းချက် model တွေနဲ့ပတ်သက်တဲ့ပတ်သက်ပါတယ်သင်ပြောတော့တဲ့ ECMWF ကအားကောင်းတဲ့ခမန်းချက်ထုတ်ထားတာမှန်ပေမဲ့တခြားအဓိက model တွေဖြစ်တဲ့ American ရဲ့ GFS model တို့ Germany ရဲ့ Icon model တို့နဲ့တပြင်းညီမချစ်သေးဘူးဒါကြောင့်လမ်းကြောင်းကိုအတီးဖြူနိုင်ရင်မရှိသေးဘူးလို့ကျွန်တော်တို့ဆွေးနွေးနေတဲ့သတင်းရင်းမြစ်ထဲမှာပဲဖော်ပြထားပါတယ်နောက်ဆုံးအနေနဲ့ ဖိလစ်ပိုင်နဲ့ပတ်သက်တဲ့သတင်းဗီဒီယိုမှာမိုးလေဝသပညာရှင်ကိုယ်တိုင်ကဒီဇင်ဘာလအတွက်ရေရှည်ခန့်မှန်းချက်တည်းဟာကော်လာဟာလအသာသာရီမိုမဲလ်အဆင့်မှာပဲရှိသေးလို့သတိပေးထားတာကိုတွေ့ရတယ်။ဆိုတော့အတီမဖြူနိုင်တဲ့အချက်လက်တည်းအပေါ်မှာအခြေခံပြီးဒေတာတစ်ခုလုံးအတွက်ရေးပေါ်အခြေအနေဖြစ်ခြေကားဆိုရင်တည်းမို့လို့ကျွန်တော်မြင်ပါတယ်ဗျ။음တင့်ပါကြောင့်ဒီလိုထင်လဲချူတာကျွန်မနားလဲပါတယ်။အချက်လက်တွေကြားကကွယ်လဲမှုတွေကိုထောက်ပြတာကလည်းမှန်ပါတယ်။ဒါပေမဲ့ကျမဘက်ကတင်ပြခြင်းနဲ့ရှုထောင့်တစ်မျိုးရှိပါသေးတယ်။ ချင်းချောက်မှုရဲ့အတန်းရတာနဲ့ပတ်သက်ပြီးစပြောကြတာဩထိုင်းနဲ့ဖိလစ်ပိုင်မှာဖြစ်ပေါ်နေတဲ့ရေကြီးမှုတွေကတီချာဖြစ်စဉ်တွေလို့ကျွန်မမထင်ဘူးဒါရီဟန်ဒေတာတွေမှာလေထုမငင်မတက်ဖြစ်နေတဲ့ခြေပြန့်တဲ့ပုံစံတစ်ခုရဲ့အစိပ်ပိုင်းတွေပါပဲကပ်ပလီပင်လေက မုံတိုင်းငယ်ဟာအနောက်ဘက်ကိုရွေ့လျားနေပေမဲ့သူ့ရဲ့နောက်ဆက်တွဲကျိုးတက်ရောက်မှုဖြစ်တဲ့တန်ယိုတန်ဒေတာကလိုင်းကြည့်တာလေပြင်းတိုက်ခတ်တာတွေကမြန်မာနိုင်ငံကိုထိခိုက်နေပြီလီဒါဟာချင်းချောက်မှုကကျင်းရရဲမှာကွက်မနေပဲခြေပြန့်နေတယ်ဆိုတဲ့သစ်တေးပါပဲရှင် ဒါကအတော်လေးခိုင်မာတဲ့တင်ပြချက်ပါပဲဒါပဲဒီအချက်ကိုထည့်စင်းစားကြည့်ပြီးလားထိခိုက်မှုတွေရဲ့အကြောင်းတရားတွေကနေရာလိုက်ကွဲပြားနေတယ်ဗျထိုင်းနိုင်ငံတောင်ပိုင်းမှာဖြစ်တဲ့ရည်ကြီးမှုဟာအခုကပလီပင်လယ်မှာဖြစ်နေတဲ့မုန်တိုင်းငယ်ကြောင့်မဟုတ်ပဲနိုဘေမှာ၁၉ရက်နေ့ကတည်းကရှိနေတဲ့လေပြင်းအားနဲ့ရဝုန်းကြောင့်ဖြစ်တာပါဖိလစ်ပိုင်မှာကလည်းအပူပိုင်းမုန်တိုင်းဗာဘီနာကြောင့်ဖြစ်ကြစစ်နေတွေကမတူပါဘူး မြန်မာနိုင်ငံအတွက်ဆိုရင်လည်းကံရိုးတက်မှာတတိပိတ်ချက်ရှိတာမှနဲ့ဒါမဲ့ကုန်းတွင်းပိုင်းဖြစ်တဲ့ဖေကူးတိုင်းလိုနေရာမှာဒီဇင်ဘာ10နေ့ဒီမိုးရတွင်နိုင်ခြင်းမရှိဘူးလို့ခမန်းထားတာကိုကြည့်ရင်ချင်းချောက်မိုကနိုင်ငံတော်လုံးကိုတက်ရောက်နေတာမျိုးမဟုတ်ပဲနေရာကွက်ပြီးတာဖြစ်နေတာကိုတွေ့နိုင်တယ်လေအဲ့ဒီကြိုးချောင်းပြချက်ကတော့ကျွန်မလက်မခံနိုင်သေးဘူးရှင်ဘာဖြစ်လို့လဲဆိုတော့တင်ကြောတဲ့မော်ဒီတီရဲ့ယုံကြည်စိတ်ချရမှုအပိုင်းကိုပြန်သွားကြည့်ရအောင် ECMWF လောကဘာထိတ်တမ်းမော်ဒယ်တစ်ခုကဆိုင်ကလုန်းဖြစ်နိုင်ခြေတရားရခိုင်နှုန်းလိုခန့်မှန်းတာကို ပေါ်ပေါ်ဆဆသဘောထားလို့မရပါဘူး။ဒါဟာခန့်မှန်းချက်တက်တက်မဟုတ်ပဲသိပ်ပန့်နီးကြအချက်အလက်တွေပေါ်အခြေခံထားတဲ့ပြင်းထန်တဲ့သတိပီးချက်ဖြစ်ပြီးကြိုတွင်ပြင်ဆင်မှုတွေလုပ်ဖို့အရေးကြီးတဲ့အချက်ပြမှုတစ်ခုပါ။ဟုတ်တယ်လမ်းကြောင်းအတိအကျကွဲလွဲနေနိုင်ပေမယ့်ပြင်းအားဖို့ကောင်းလာမယ်ဆိုတဲ့အချက်မှာသဘောတူညီမှုရှိနေတာကိုတော့ထက်သွင်းစဉ်းစားရပါမယ်။อืม ်သင်ပြောတာကိုကျွန်တော်နားလဲပါတယ်ဒါပေမဲ့မော်ဒယ်တစ်ခုတည်းရဲ့ခမ်းမန်းချက်ကိုအတည်ယူလို့မရသေးဘူးလीကျွန်တော်ရဲ့သတင်းရင်းမြစ်ထဲမှာပဲကြိုတင်ခမ်းမန်းမော်ဒယ်များအားလုံးတပြေးညီမဖြစ်သေးသည့်အတွက် အတည်ပြုနိုင်ခြင်းမရှိသေးပါလို့ရှင်းလင်းစွာဖော်ပြထားတယ်ဒါဆိုကျွန်တော်မေးခွန်းတစ်ခုမေးချင်တယ်ဗျာ ECMWF မော်ဒယ်က100%လို့ခမ်းမန်းနေတယ်ဆိုရင် နိုင်ငံတော်အဆင့်မိုးလီဝတ္ထဌာနကဘာကြောင့်အဝါရောင်အဆင့်လောက်ပဲတတိပေးချက်ထုတ်ပြန်ထားတယ်လို့ထင်ထင်ပါတယ်လေ သူတို့မှာမော်ဒယ်တွေမှာမပါတဲ့တခြားမြေပြင်အချက်လက်တီးဒါမှမဟုတ်တခြားစင်နာဗီယာတွေရှိနေလို့များလားဒါအင်မတန်ကောင်းတဲ့မိကုံပါပဲကျမမြင်မှာတော့အစိုးရဌာနတွေရဲ့တတိပိချက်ထုတ်ပြန်တဲ့လုပ်ငန်းစဉ်တွေတက်ဆိုင်နေပါတယ်သူတို့ကအတည်ပြုနိုင်တဲ့အချက်လက်တွေပေါ်မှာပဲအခြေခံပြီးထုတ်ပြန်လေ့ရှိတာပေါ့အဝါရောင်အဆင့်ဆိုတာလက်ရှိအတည်ပြုနိုင်တဲ့အတွေ့အဝိုင်းတက်ရောက်မှုအတက်ထုတ်ပြန်ထားတာပါ ECMW ရဲ့ခမန်းငယ်ကအနာဂတ်မှာဖြစ်လာနိုင်တဲ့အလားအလာကိုပြနေတာ။ဘေးအန္တရာယ်ကောက်ရဲမှာတော့ အဆိုးဆုံးဖြစ်နိုင်ကြည်ဟို worst case scenario ကိုမန်းပြီးကြိုတင်ပြင်ဆင်ထားတာကအမြဲတမ်းပိုကောင်းတယ်လေဒါကြောင့်မို့လို့ပဲဒီအဝင်ထုတ်ပြန်ချက်တွေကြားကကွဲလွဲမှုတွေဥမာ line အမြင့်61ပြင်းနဲ့တစ်တမ9ပြီကွာနေလာကိုကြည့်တည်ကျမတို့ကပိုပြီးတတိထားတဲ့နဲ့နိုင်ငံတော်အဆင့်တတိပြည့်ချက်ကိုအလေးထားတဲ့လို့မြင်ပါတယ်ရှင်အဲ့ဒီအချက်မှာတော့ကျွန်တော်တို့အမြင်ကွဲလွဲရပြီဗျာကျွန်တော်အမြင်မှာတော့ဒီကွဲလွဲမှုတွေကအချက်အလက်တွေမပြည့်စုံသေးဘူးအခြေအနေကိုအကဲဖြတ်နေစေပဲဆိုတာကိုပြနေတာ ဒေတာအလိုက်ထုတ်ပြန်ချက်ဖြစ်တဲ့ဘဲခူးတိုင်းသတင်းကပိုပြီးတိကျတယ်။နေရာအလိုက်လက်တွေ့အခြေအနေကိုထင်ထပ်နိုင်တယ်လို့ကျွန်တော်မြင်တယ်။နိုင်ငံတော်အချင်းထုတ်ပြန်ချက်ကကန်ယူတန်တခုလုံးအသက်ပြားမြအမြင့်ဆုံးကိုထုတ်ပြန်တာဖြစ်နိုင်ပေမယ့်ဘဲခူးတိုင်းနဲ့ဆိုင်တဲ့ကန်ချီအပိုင်းမှာတော့အဲ့ဒီလောက်မမြင်နိုင်ဘူးဆိုတဲ့အထိပဲတက်ရောက်တာပေါ့။တိကျတဲ့သတင်းအချက်လက်ကပိုအရေးကြီးပါတယ်။အလုံးအကျွမ်းသတိပေးတာကဟို cry wolf syndrome လို့ခေါ်တဲ့နောက်ပိုင်းမှာတကယ်အနေရရှိလာရင်တော့လူတွေကသတိပေးချက်ကိုအလေးမထားရတဲ့အခြေအနေမျိုးကိုဖြစ်စေနိုင်တယ်လေ။ သင်ပြောတဲ့တည်င်းတိကျမှုအရေးကြီးတာကိုကျွန်မလက်ခံပါတယ်။ဒါပေမဲ့ကျွန်မတို့အရင်နှစ်ကဖြစ်ခဲ့တဲ့မုံတိုင်းမိုးခါရုံကအတိတ်ကြောင့်ကိုမမေ့သင့်ဘူးရှင်။အဲ့ဒီတုန်းကလည်းအစောပိုင်းခမန်းချက်တီဒီလိုပဲကွဲလွဲခဲ့ပေမဲ့နောက်ပိုင်းမှာအားအလုံးပြင်းတဲ့မုံတိုင်းဖြစ်လာခဲ့တာကိုသတိရသင့်တယ်။မော်ဒယ်တွေလုံးဝတနည်းတညူတဲဖြစ်လာတဲ့ချင်းအထိစောင့်နေမယ်ဆိုရင်ပြင်ဆင်ချင်းလုံးလုံးမမဟုတ်တော့ဘူးလေ။အထူးသဖြင့်ကံယုတ်တန်နဲ့ကန်းလွန်ပြင်လေပြီးမှလုတ်ကင်နေတဲ့ရေလုတ်တိုင်းတွေသင်ပေါ်ဒီဝတ်ကြိုတင်သတိပေးချက်ကအသက်ကင်နေပါဗျ။ ိုဗီကန်နဲ့စစ်တပေးလိုင်းဆိုတာဟာအသက်အန္တရာယ်ရှိတဲ့အခြေအနေပါဟုတ်ကဲ့ဂျိုတင်သတိပေးခြင်းကအရေးကြီးတယ်ဆိုတာကိုကျွန်တော်လည်းသဘောတူပါတယ်ဒါမဲ့သတိပေးချက်ရဲ့တိကျမှုကလည်းအရေးကြီးတယ်ဆိုတာကိုပဲထပ်ပြောချင်ပါတယ်လက်ရှိအခြေအနေကိုပဲတိတိကျကျပန်ကြည့်အောင် မင်္ဂလာပင်လယ်ရောက Inversion 96B ဟာမုန်တိုင်းငယ်တောင်မရှိသေးဘူးကပလီပလေကမုန်တိုင်းငယ်ကအနောက်အနောက်မြောက်ဘက်ကုံညွှဲမလို့ခံမှန်းထားတယ်။လမ်းကြောင်းတစ်ခုလုံးကမြန်မာနိုင်ငံကနေအဝေးကိုဥတီနေတာဗျာ။ ဆိုတော့ဒီချင်းတွေကတွဲဝိုက်တဲ့တရားမှုတွေတဲ့သတိပေးတာအမှန်ကန်ပေမဲ့ဒါကို data တွင်ပေးရတဲ့ကြီးတစ်ခုဖြစ်ပုံဖော်လိုက်ရင်မလွှဲတဲ့ဆိုရင်ပူပေါင်းမှုတွေထက်လာနိုင်တယ်လို့ကျွန်တော်ထင်ပါတယ်အချုပ်အားဖြင့်ဆိုရရင်တော့တပြိုင်တည်းဖြစ်ပေါ်နေတဲ့ molecular affinity ထိုင်းနဲ့ဖိလစ်ပိုင်မှာလက်တွေ့ဖြစ်ပြနေတဲ့ဆွေးွားတဲ့ထိခိုက်မှုတွေနဲ့ ECMWF လို့ယူကြည့်ရတဲ့ model ရဲ့ပြင်းထန်တဲ့ခံမှန်ချက်တွေကြောင့် ဒီအချင်းတွေကိုဒေသတွင်းအရေးပေါ်အချင်းတွေတရရဲ့ရှေ့ပြည့်အဖြစ်တတိကြီးကြီးနဲ့စောင့်ကြည့်ပြင်ဆင်တဲ့လို့ကျွန်မဆက်လက်ရည်တည်ပါလိမ့်ရှင်။ဖြစ်နိုင်ခြေအရှိဆုံးအန်တရအတွက်ကျူတင်ကာကွယ်ပြင်ဆင်ခြင်းကအမြန်မ်းပိုကောင်းတဲ့ရွေးချယ်မှုတစ်ခုပါပဲ။ကျွန်တော်တို့ညီယုံချုပ်သွန်းတက်ချက်ကတော့လက်ရှိမှာချင်းချောက်မှုတွေဟာနေရာကွက်လက်ရှိနေဆဲဖြစ်ပြီးတရားဝင် ထုတ်ပြန်ချက်တွေနဲ့ခမန့်ချက်မော်ဒယ်တွေမှာမတိချမှုတွေကွက်လက်မှုတွေအများကြီးရှိနေတော့မှဖြစ်ပါတယ်။ ဒါကြောင့်အခြေအနေကိုအနီးကပ်စောင့်ကြည့်ဖို့လိုအပ်ပြီမြေကျဲပြန့်နဲ့ဘေးရန်နေရာတစ်ခုဖြစ်ကောက်ချက်ဆုပ်ဖို့ကတော့စောလုံးနေပါသေးတယ်ဗျာအချက်လက်တွေပုံမခိုင်မာလာတာကိုစောင့်ဆိုင်းပြီးတိကျတဲ့အန်နေရာကိုတိကျတဲ့နီလန်းနဲ့တုံ့ပြန်တာကအကောင်းဆုံးဖြစ်မယ်လို့မြင်ပါတယ်ဒီနေ့ကျမတို့ရဲ့ဆွေးနွေးမှုအရာရှုထောင့်အရှရဲ့မိုးလျော်ရတဲ့အခြေအနေဟာအင်မတန်ရှုပ်ထွေးပြီးရှုထောင့်မျိုးမျိုးကနေတုံ့တက်နိုင်ကြောင်းထင်ရှားပါတယ်နော်အန်တရက်ကိုဘလို့အကဲ့ဖြတ်မလဲပယ်ချက်လက်ကိုဦးစားပေးမလဲဆိုတဲ့ပုံမှာမူတည်ပြီးကောက်ချက်တွေကွဲပြတ်သွားနိုင်ပါတယ် ဟုတ်ပါရဲ့ဗျာခမန်းချက်တည်းရဲ့တရားမှုနဲ့အန်ဒီယာတိုက်ရိုက်တာကိုအတိတ်ပြဖွင့်ဆိုရမှာအမြင်ကွေဖျားမှုတွေရှိနေစေပါဒီချောင်းရာနဲ့ပတ်သက်ပြီးလေ့လာစရာဆက်လက်ဆောင်ကြည့်စရာတွေအများကြီးချန်ရှိနေပါသေးတယ်နောက်တစ်ချိန်ဒီဘေးမှာပြန်လည်ဆွန်တွေ့ကြပါမယ် Welcome to MM Thinker. Please subscribe and don't forget to like, comment, and share.